စာရေးဆရာမကြီးဒေါခင်နင်းယို့အသက်ထင်ရှားရှိသေးရဲ2020စက်တင်ဘာလ9ရက်နေ့မှာ အသက်65နှစ်ပြည့်ပြီဖြစ်ပါတယ်။ကွယ်လွန်တာအနည်း20နီးပါးရှိနေပေမဲ့သူ့စာပေလက်ရာတွေကိုမြန်မာစာဖတ်ပရိသတ်တွေကြားနှစ်နှစ်ရှာရှာဖတ်နေကြဆဲဖြစ်သလိုဇလန်းရုပ်ရှင်တွေလည်းရိုက်ကူးနေကြဆဲဖြစ်ပါတယ်။စာရေးဆရာမဒေါခင်နင်းယို့ကိုမွေပန်းပန်လျက်ပါတခုပန်းစားတဲ့နမဲချစ်အရှိဝတ္ထုတွေရေးသူအဖြစ်လူတည်များပါတယ်။ ပထမဆုံးဝင်ကြီးချုပ်ဦးနူရဲ့နှမဝန်းခွဲနဲ့ကိုရဲအတွင်းဝေလောက်ခဲ့သူလို့လည်းသိကြပါဗျ။တကယ်တော့စာရေးဆရာမဒေါခင်နင်းယူဟာလူပုံလောကကိုကလကကြားကနေအတွင်းအမြင်နှစ်ဖက်စလုံးကိုရှုမြင်ခဲ့ရသူလို့ရန်ကုန်တက္ကသိုလ်အင်္ဂလိပ်စာပါမောခဦးမျိုးမင်းကောက်ချက်ရှာခဲ့တယ်လို့ပဲမြမနိုင်ငံရေးဆက်ထုတ်ကို သူများတွေမမြင်နိုင်တဲ့အရှိုးအကွေ့တွေမှာကိုတွေးကြုံခဲ့ရသူဖြစ်ပါတယ်။တခင်မကနေစာရေးဆရာမ ဆိုင်ရဆရာမဒေါခင်နင်းယူဟာအေယာဝရီမြို့ဝကျွန်းပေါ်ကလွတ်လပ်ရေးတိုက်ပွဲဝင်မိသားစုတစုမှမွေးဖွားခဲ့ပါတယ်။ဖက်စစ်ဒေါ်လာရေးမှထင်ရှားခဲ့တဲ့ဘိုးမူတီဟာခေါ်တခင်မောင်မောင်ရဲ့နှမဖြစ်တယ်လို့တခင်မမခင်စုအဖြစ်တာယာဝတီနဲ့မြို့ဝကျွန်းပေါ်ဘက်မှာတခင်တရားတွေဟောခဲ့ကြောင်းကိုကိုမောင်ကရည်သားခဲ့ပါတယ်။စပီးခင်မှာတက္ကသိုလ်တက်ဖို့စ조사ရဲ့ဖာစာပါလအဖွဲ့ချုပ်မှာအလုပ်လုပ်ခဲ့ပါတယ်။ မြန်မာပြည်နိုင်ငံရေးဘုတ်ချက်ဌာနမှလုပ်ရင်းနိုင်ငံရေးသမားကြီးငယ်တွေအကြောင်းပို့တိလာသလိုသူတို့နဲ့လည်းကျွမ်းဝင်ခဲ့ပါတယ်။ဝင်ကြီးချုပ်နှမဖြစ်ပေမဲ့ရန်ကုန်မှာညစာထမင်းစရိတ်မရှိတဲ့ဘဝနဲ့နေခဲ့ရဖို့ကြောင့်စာရင်းဆရာမဒေါခင်နီယူကရှိခဲ့ပါတယ်။နောက်ပိုင်းမှာတော့တက်မတော်ကဘူကြီးကျော်တောင်းနဲ့အိမ်အောင်ပြုခဲ့ပါတယ်။ဘူကြီးကျော်တောင်းဟာတက်မတော်ကထုတ်တဲ့မြဝတီမဂ္ဂဇင်းကိုအမှုဆောင်အရာရှိအဖြစ်စီမံအုပ်ချုပ်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့်စာရေးဆရာမဒေါခင်နီယူလက်ရာတွေကိုမြဝတ်ဒီမဂ္ဂဇင်းမှာတခြားတက်မတော်မိသားစုဝင်တွေရဲ့လက်ရာနဲ့အတူတွေ့ခဲ့ရပါတယ်။သူနဲ့ခစ်ပြိုင်တက်မတော်စာရေးဆရာမတယောက်ကတော့မမျက်လေးဖြစ်ပါတယ်။မြမပြည်ရဲ့ဘုံမှုချုပ်နီအဖြစ်အနောက်တိုင်းပညာရှင်တွေရဲ့ခေါ်ဆိုမှုကိုခံရတဲ့ဘုံမှုချုပ်တင်ဖေရဲ့ဇနီးမမျက်လေးခေါ်ဒေါသိန်းဆိုင်ထက်စာရေးဆရာမဒေါခင်နီယူရဲ့လက်ရာတွေကပုံနာမည်ကြီးပြီးခွဲထွက်လာခဲ့ပါတယ်။ ကုမျိုးနဲ့ဆန့်ကျင်သူစေအေခေမြမစာပေမှာအရှိနဲ့အနောက်အုပ်စုကြီးနှစ်ခုရဲ့ဝါရတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ကျေးမုံဦးတောင်ခေါ်အောင်ပလကသတင်းစာဆရာတယောက်ဘူချုပ်ကြီးတဦးနဲ့တက်မတော်တခုစာအုံမှာရေးသားခဲ့ပါတယ်။စာပေမှာနိုင်ငံရေးအယူအဆသွတ်သွင်းသင့်သလားအငင်းပွားမှုတွေနဲ့အတူဆိုရှယ်လစ်ကွန်မြူနစ်နဲ့အရင်းရှင်ဒီမိုကရေစီဝါဒအကြအပြိုင်အဆိုင်စည်းရုံးတင်းတွင်းတာတွေလည်းရှိခဲ့ပါတယ်။ စာရေးဆရာမဒေါခင်နင်းယူရဲ့ငယ်နှူးစဉ်ကစပိလက်ရာတွေမှာလွတ်လပ်မှုကိုအားပေးတဲ့အရေးအသားတွေတွေ့ရပါတယ်1955ဂီတဆာဆိုမျိုးမငိမ့်ဆုံးကစားကရေးတဲ့လာနှင့်တိမ်တိုက်ဆောင်ပါမှာစာရေးဆရာမဒေါခင်နင်းယူကအမှုပညာသမားရဲ့စာပေဂီတတို့တရှင်တို့ဟာလူဒန်းစားအမျိုးမျိုးရဲ့အသေးနှလုံးကိုအလိုလိုစိတ်ဝင်ကြတာပဲလူဒန်းစားအမျိုးမျိုးလက်ခံအောင်လို့ဒါချင်းချင်းပြီးတွင်းဖို့လည်းမလိုပေဘူးပေါ့ဆိုပြီးရေးသားပါတယ် နောက်တကိုးတော်ရှင်ကြလီတော်မာနာမှာတော့လူငယ်တွေကိုနိုင်ငံရေးသမားတွေကပုံသွင်းဖို့ကြိုးစားမှာကိုစိတ်ပူတယ်လို့ရှင်းတာခဲ့ပါတယ်။စာရေးဆရာမဒေါခင်နီယူဟာကွန်မြူနီဝါဒကိုလက်ခံသူမဟုတ်ဘူးလို့လည်းမြမဆိုရှယ်လစ်လမ်းစဉ်ကိုရေးဆွဲခဲ့တဲ့ဥရှင်လိုက်ခေါ်ကုကိုမောင်ကြီးကရေးပါတယ်။လူတွေကိုလွှတ်မှုရှုပ်ကိုင်ပြီးကြောင်းလဲဖို့စ조사တဲ့အတွက်မနှစ်သက်တာလို့လဲစာရင်းဆရာမဒေါခင်နီယူကသူ့ကိုပြောခဲ့ကြောင်းကိုကိုမောင်ကြီးကရေးခဲ့ပါတယ်။ ဦးနုနဲ့မြမအစိုးရကောက်ဆောက်တွေရဲ့တရုတ်ပြည်သွားခရီးကိုမှတ်တမ်းပြုတဲ့စာအုပ်မှာလဲတရုတ်ပြည်ကကနမာပန်းလေးတွေရဲ့အလှကိုရေးရဲပန်းလေးတွေကိုပေါင်သွင်းပုံဖော်မှထားပဲတဘာဝအတိုင်းပြစ်ထားရင်ပိုလာမယ်လို့စာရေးဆရာမဒေါခင်နီယူကဒေါခင်စုအနေနဲ့ရေးခဲ့ပါတယ်။နောက်အစိုးရကိုလက်နက်ကင် ပုံကန်နေတဲ့အဖွဲ့အစည်းတွေကိုလည်းစာရေးဆရာမဒေါခင်နီယူနှိမ့်ဆိုင်ခဲ့ပုံမပေါ်ပါဘူး။ ဥနုအစိုးရဟာအရှိအနောက်အင်အားကြီးနိုင်ငံတွေရဲ့လွှမ်းမိုးမှုအောက်ကသဘုံတွင်နဲ့ညှို့မောင်းဖွဲ့ဖို့မဖြစ်နိုင်ဘူးဆိုတာကြေညာထားပြီးသားလို့1952ကရေးတဲ့အမောင်ဤနောက်ွယ်မှာစာရေးဆရာမဒေါက်ခင်နီယူကရေးပါတယ်နော်တက်မတော်ကသဘုံတွေကိုကရင်မို့လို့ကွန်မြူနစ်မို့လို့ဆိုပြီးတိုက်နေတာ မဟုတ်ဘူးလို့လဲ1953ကရေးတဲ့ကျွတ်ဧကရီဝိထုမှာရေးပါတယ် ဒီလူတွေဟာနိုင်ငံလုံးကျော်ရင်းနဲ့ညဉ့်ဉျရေးကို ထိခိုက်နေလို့တိုက်နေတာဆိုပြီးရေးပါတယ်။စာရေးဆရာမဒေါခင်နင်းယူရိုခစ်ကရေးတဲ့အမြင်မျိုးကိုလက်ရှိတက်မတော်နဲ့အစိုးရခင်မှလည်းဆက်ပြီးထားရှိတာကိုတွေ့နိုင်ပါတယ်။တခါလူမျိုးစုလက်နက်ကင်တွေရဲ့နောက်မှာအနောက်နိုင်ငံတွေရဲ့ဘတ်သားလူမလိုက်တွေကကြိုးကင်နေတယ်လို့လဲစာရေးဆရာမဒေါခင်နင်းယူကဆွဆွဲခဲ့ပါတယ်။ ဒါကြောင့်ဖာစာပါလာခေကစာရေးဆရာမဒေါခင်နီယူရဲ့နိုင်ငံရေးအမြင်ဟာကွန်မြူနစ်ဆန့်ကျင်တယ်ဆိုပေမဲ့အနောက်အုပ်စုဘက်ကိုတိမ်ညွန့်တယ်လို့ဆိုလို့မရတဲ့အနေအထားဖြစ်ပါတယ်။အဲဒီခေကဖာစာပါလခေါင်းဆောင်တွေနဲ့တက်ကောင်းဆောင်ရဲ့နိုင်ငံရေးအယူအဆမှာလဲကွန်မြူနစ်ဆန့်ကျင်ရေးနဲ့အနောက်အုပ်စုမလိုလားတဲ့သဘောထားတွေရှိခဲ့ကြ။ဘိုဘိုရဲ့ကွန်မြူနစ်အန်တီရဲ့အကြောင်းပေါ်လာတဲ့နိုင်ငံသားမုန်ပြီးရေးဆိုရှယ်လေးဝါဒစာတမ်းမှာပါရှိပါတယ်။ ဝင်းဒါမီယာကဇလန်းများလွတ်လပ်ပြီးမြန်မာနိုင်ငံမှာဝင်းကြီးချုပ်ဦးနူရဲ့ကိုယ်ရေးအတွင်းဝင်အဖြစ်ဒေါခင်စုခေါ်စာရေးဆရာမဒေါခင်နင်းယူကျင်လည်ခဲ့ပြန်ပါတယ်ဝင်းဒါမီယာကုတ်ခေါ်ဝင်းကြီးချုပ်ကရအတွင်းကနိုင်ငံရေးတိုက်ပွဲတွေကို အတွင်းလူအနေနဲ့ရင်ဆိုင်ခဲ့ရပေမဲ့ပြည်သူကိုအန်ရှားပြဖို့မှာတော့စာရေးဆရာမဒေါခင်နင်းယူမတက်တာခဲ့ပါဘူး အစိုးရလက်နက်တပ်ပေးထားတဲ့သူတွေက သမီးနှစ်ရွက်ကိုဆွဲဖြတ်ပြီးငကတ်ယူသွားတာကို လာတိုင်နဲ့ဖခဲ့အတွက်အထက်ကိုတင်ပြပေးတာကလွယ်ရယ်ဘာမှမကူညီနိုင်ခဲ့ဘူးလို့လဲအဲ့ဒီအချိန်ကအကြောင်းတွေကိုစာရေးဆရာမဒေါခင်နီယူက နောက်ပိုင်းမှာပြန်ရေးခဲ့ပါတယ်။နောက်သူ့ခင်မွန်းကလည်းသူ့ရဲ့အရေးသားတွေကို စီစစ်ဖြတ်တောက်ပြီးမှ မကတ်စင်းတွေကိုပို့စေပါတယ်။ ဒီဖာစာပါလာခိကအကြောင်းတွေကိုခင်မွန်းတဲ့ွယ်လွန်ပြီးနောက်1980နှစ်မှာ ကျမဤရှိသူဆိုပြီးရေးတဲ့စာအုပ်မှာဖွင့်ရခဲ့ပေမဲ့စာအုပ်အသိမ်းခံခဲ့ရပါတယ်တုံကဝစ်တင်ဝတ္ထုတို့မှာတော့1958ခုနှစ်ထဲကမြမပြည်မှာအမောင်လွှမ်းလာမဲ့အန္တရာယ်ရှိနေတဲ့အကြောင်းသူနဲ့ဖာစာပါလာပြည်ရေးဝင်ကြီးတခင်တခင်တို့ပြောဆိုမိတဲ့အကြောင်းပါရှိပါတယ်။ တခင်တခင်ဟာဖဆပလလမ်းစဉ်ကိုဆွဲတဲ့ဥရှိလာရဲ့ရောက်ဖဖြစ်ပေမဲ့1962အာနာသိမ့်ပြီးနောက်ပါစစ်အစိုးရကိုဆက်ကျင်ခဲ့လို့ဖဆီခံခဲ့ရပါတယ်။ဒါကြောင့်1959ခုကတည်းကသူနဲ့ဆက်ရေးဆရာမဒေါခင်နင်းယူတို့ဆွေးနွေးခဲ့ကြတဲ့ကိစ္စဟာစစ်ဆိုရှယ်လေဝါရမြမပြည်ကိုလွှမ်းမိုးလာမယ့်အကြောင်းဖြစ်နိုင်ပါတယ်။နောက်ဝင်ကြီးချုပ်အတွင်းရေးအတွင်းဝင်ဘဝမှာပဲ သူခင်မုံကိုစည်ရဲတက်ရပုံငွေအလွဲသုံးတယ်ဆိုပြီးစသုံးလုံးကစစ်ဆေးခဲ့ပါတယ်။အမှုမမှန်တဲ့အတွက်ဘူကြီးကျော်တောင်ဟာတရားလွှတ်တော်ချုပ်မှဝင်းကြီးချုပ်နဲ့တမတ်တာကိုပြန်တရားစွဲခဲ့ပါတယ်။ဒီမိုကရေစီလှုပ်ထုံးလုံးဤအတိုင်းပြည်သူပြည်သားတယောက်ရဲ့ရပိုင်ခွင့်နဲ့အညီဆောင်ရွက်နိုင်ခဲ့ကြောင်းစာရေးဆရာမဒေါခင်မင်းယူကပြန်လည်ရေးသားခဲ့ပါတယ်။နောက်ဖာစာပါလာအဖွဲ့ပြုတ်ခွဲကဒီမှာ အဖွဲ့အတွင်းရှာစားမှုနဲ့နိုင်ငံရေးမတမာမှုတွေများလာတဲ့အတွက်စမ်းစင်ရေးတွေလုပ်ဖို့ဦးနုကစီစဉ်ပါတယ်။စာရေးဆရာမဒေါခင်နင်းယူကလည်းအော်ဖာစာပါလာအမည်နဲ့ပြုပြည့်ရေးဆောင်ပါတွေရှုမဝမဂ္ဂဇင်းမှာရေးပါတယ်။စိတ်ပူတက်တဲ့ခင်မွန်ကြောင့်ဒီဆောင်ပါတွေလည်းဆက်ရေးလို့မရခဲ့ပါဘူး။ တခါဖာစာပါလာကစာရေးဆရာမဒေါခင်နင်းယူရေးခဲ့တဲ့စောင်းပါတရှိုးမှာတော့ဦးနုကိုအိမ်တော်ဝန်ထမ်းတွေရဲ့ကြီးညိုမှုရသူအဖြစ်ပုံဖော်ခဲ့ပါတယ်။အစိုးရပတ်စံကုံမှာဆိုတဲ့အကျွတ်ဝင်ကြီးချုပ်အိမ်ကိုအပြင်အဆင်မလုပ်ဘဲဖုန်ကြီးကျောင်းလိုထားခဲ့တယ်လို့လဲတဆက်ခန်းဖြစ်သိမ့်ပေပြီးစောင်းပါမှာရေးပါတယ်။လီကွဲကြီးနဲ့တူတဲ့အတိုင်းပြီမှာပွဲလျက်တကောစားလာဝင်ဖာတဲ့အနေနဲ့ အစိုးရငွေကိုတတ်နိုင်သမျှမကုံအောင်စီစစ်သုံးခဲ့ကြတယ်လို့လဲဝင်ကြီးချုပ်ရောအတွေ့အကြုံတွေကိုစာရေးဆရာမဒေါခင်နီယူကရေးပြခဲ့ပါတယ်။မြဝတီမှာ တိုက်ခိုက်ခံရသူစာရေးဆရာမဒေါခင်နီယူဟာတက်မတော်အရာရှိကတော်တယောက်ဖြစ်ပေမဲ့တက်မတော်ကထုတ်တဲ့မြဝတီမဂ္ဂဇင်းမှာပဲဦးနုနဲ့အတူစော်ကားတိုက်ခိုက်ခံရပူပါတယ်။1958မှာတက်မတော်ကကြီးစိုးတဲ့အိမ်ဆောင်အစိုးရတက်လာပြီးနောက် ညဝတီမှာစာရေးဆရာရန်ကုန်ဘဆွေက မင်းသားကြီးကိုကြီးကောင်းဆိုတဲ့ပြဆက်နဲ့ဥနုရဲ့နိုင်ငံရေးကို ဟာတာထုတ်ခဲ့ပါတယ်။ဖာစာပါလာအကွဲအပြဲမှာဥပဆွေဥကျော်ငိမ့်တို့ရဲ့တည်မြဲအုပ်စုဘက်ပိုရင်းနေလို့တက်မတော်ကိုဆွဆွဲနေချိန်မှာပဲဒီပြဆက်ကိုညဝတီကတင်ဆက်ခဲ့တာဖြစ်ပါတယ်။ကိုကြီးနှုဆိုပြီး1936ကျောင်းသားတပိတ်ထဲကနမဲတွင်ခဲ့တဲ့ဦးနှုကို ရွာသက်ကြီးကိုကြီးကောင်းအဖြစ်ရန်ကုန်ပါးစွေကပုံဖော်ခဲ့ပါတယ်။ဘာသာရေးသမားစိတ်ဝေဒနာရှင်ပုံစံမျိုးဦးနှုကိုပုံဖော်ထားတဲ့ဒီပြဆက်မှာပဲစာရေးဆရာမဒေါခင်နင်းယူကိုချွေဝါဆိုတဲ့နာမည်နဲ့ဦးနှုနဲ့မကင်းမရှင်းပုံစံမျိုးထိစာရေးဆရာရန်ကုန်ပါးစွေကတိုက်ခိုက်ခဲ့တာပါ။ဒီလိုတိုက်ခိုက်ခံရတာကိုအတိမိတ်ဆွေတွေကမကျေနပ်ကြပေမဲ့စာရေးဆရာမဒေါခင်နင်းယူတို့ဘက်ကဘလို့တုံ့ပြန်မှုမှမလုပ်ခဲ့ဘူးလို့လည်းသိရပါဗျ။ နောက်ပိုင်းမှာတော့စာရေးဆရာမဒေါက်ခင်နင်းယူကိုစာရေးဆရာရန်ကုန်ဘာဆွေကမြဝတီမဂ္ဂဇင်းတိုက်မှာပြန်ပြီးတောင်းပန်ခဲ့တယ်လို့ရေးပါတယ်။မဲဆက်လီပင်ပြိုအောင်ပောက်လာတဲ့ရွှေတမခါချက်ကတာရေစီးရဲ့တခါရေတာရဲ့တလက်သူများလို့ဒုံမရိုင်းတဲ့တိုင်းတိပါရဲ့ဆိုတဲ့သူ့ရဲ့လက်သုံးကပြားနဲ့ပဲစာရေးဆရာမဒေါက်ခင်နင်းယူကတုံ့ပြန်ခဲ့ပါတယ်။ဒီလိုတိုက်ခိုက်ခံရချိန်မှာ ဝင်းကြီးချုပ်ယာတို့ကဆင်းလာတဲ့ ဥလူကိုပါအိမ်ဆောက်လို့မပြီးသေးတဲ့အတွက်ဘေးကရက်ကစာရေးဆရာမဒေါခင်နီယူတို့အိမ်မှာအိမ်သားတွေကိုဖယ်ခိုင်းပြီးတက်နေခဲ့ရတဲ့အရှိန်ဖြစ်ပါတယ်။ဥနုဝင်းကြီးချုပ်အိမ်ပေါ်ကဆင်းပေးတဲ့အရှိန်မှာအိတ်ခန်းထဲကအမျိုးသမီးတွေအဝတ်သိမ်းနေတာအထိသတင်းတောက်တွေကတပ်ပုံဝင်ရိုက်ကြတဲ့အတွက်လဲဥနုရဲ့ဒီမိုကရေစီကစီလွန်းနေလို့စာရေးဆရာမဒေါခင်နီယူကမှတ်ချက်ရှာပါတယ်။1960နှစ်အာနာသိန်းချိန်မှာတော့ဥနုကိုဖမ်းသွားပြီးနောက်ပိုင်း သူ့အိမ်ဘက်ကို စာရေးဆရာမဒေါခင်နင်းကိုပြေးလာခဲ့ပါတယ်။အိမ်ပေါ်မှာဒေါမြရင်နဲ့တာသမီတွေကော်ဖီတောက်ပြီးတီတီငိမ့်ငိမ့်ရှိတာကိုတွေ့ရတဲ့အတွက်စိတ်ရှမ်းသာသွားတယ်လို့လည်းဆိုပါတယ်။စစ်အစိုးရခင်များနဲ့စာရေးဆရာမဒေါခင်နင်းယူ1962အာနာမသိန်းခင်မှာကာယူမှာကျင်းပတဲ့အာရှအာဖရိက စာရေးဆရာညီလာခံမှာ အရှေ့အုပ်စုဝင်ကွန်မြူနတီနိုင်ငံတွေရဲ့အပြိုင်အဆိုင်စည်းရုံးမှုတွေကို တွေ့ခဲ့တဲ့ဆာရေးဆရာမဒေါက်ကင်းနီယူဟာအာနာသိမ့်ပြီးဆိုရှယ်လစ်နိုင်ငံထူထောင်မယ်ဆိုတဲ့တက်မတော်ရဲ့လက်ဝဲဆန်နဲ့ပြုပြင်ရေးတွေကိုကြုံတွေ့ခဲ့ပြန်ပါတယ်။အကိုဖြစ်သူကထောင်ထဲရောက်နေပြီးမြင်မိုးနဲ့တခြားဆွေမျိုးတွေမှာတက်မတော်အရာရှိတွေကရှိနေပြန်ပါတယ်။ အာနာရှင်ကြီးများ၏အတွင်ရေးစာအုပ်ကို1988အရေးခေတ်နောက်ပိုင်းမှာရေးလို့အဖမ်းခံခဲ့ရတဲ့ထောက်လန်းရေးကဒုဗိုလ်မှူးကြီးကြည်စွေဟာလည်းစာရေးဆရာမဒေါက်ခင်နီယူရဲ့မတ်ဖြစ်ပါတယ်။ဒီလိုရေးခွင့်မသာဖြစ်နေပေမဲ့ရတဲ့နေရာကနေဆိုရှယ်လစ်လားရဲ့အန်တရယ်ကိုတော့အရှိမျောက်နဲ့အနောက်မျောက်ကလေရဲတွေဆိုပြီးသူထောက်ပြခဲ့ပါတယ်။ဆိုရှယ်လစ်နာမည်ခံပြီးတွင်ကျလာတဲ့လူရန်စားတစ်ကိုလည်းသူတို့ထိရေးချဲ့ခဲ့ပြန်ပါတယ်။ ကြောချင်းကဲ့ရဲ့တရွေ့ရွေ့ခွာတကပါစီဝေးဝေးပြီမွေးရဲ့ဆိုတဲ့သူရဲ့နမဲကျော်မွေးဝတ္ထုကိုရိုက်တဲ့ရုပ်ရှင်သရှင်တဲကစာသားနဲ့ပဲဘိုးကျော်ကြီးနေဝင်ခဲ့ဆိုရှယ်နဲ့လူရန်စားတွေနဲ့သူအလံဝေးခဲ့ပုံကို ဖော်ကျူးခဲ့ပါတယ်1962မတိုင်ခင်ကလဝဲစန့်ကျင်ရေးရေးပြီး1962နောက်ပိုင်းမှာလမ်းစစ်ပါတီဝင်ဖြစ်လာတဲ့စာရေးဆရာတွေနဲ့မတူပဲ စာရေးဆရာမဒေါခင်နီယူဟာ အရှိဝတ္ထုတွေကိုပဲဆက်ရေးခဲ့သလိုတော်လရေးအကြောင်းပြပြီးတော်လရေးကောင်စီခင်မှာတွင်ကျွဲလာသူတွေကိုလည်းအကိုလီရဲ့လန်ကုတ်တီဝတ္ထုနဲ့လှပြောင်ခဲ့ပါတယ်။မုတ်ကွန်းဝင်လျှောက်လာတွေကိုလာစစ်တဲ့ဗိုလ်မှူးကြီးတွေကို လေသူမတွေကတော်လရေးတုံးကတုံးခဲ့တဲ့မိချစ်ဖာတွေ့ကျဲအုတ်ခဲကျိုးနဲ့လန်ကုတ်တီကိုပြပြီးပြတိုက်မှာထားပေးဖို့တောင်းဆိုကြတာဖြစ်ပါတယ်။ 1968နောက်ပိုင်းမှာတော့ထောင်ကပြန်လွတ်လာတဲ့ဦးနူးနဲ့မိသားစုအိန္ဒိယကိုဆေးကုသွားရင်တောက်ကိုသွားပြီးနောက်ပိုင်းစာရေးဆရာမဒေါခင်နီယူရဲ့ခင်မောလဲဒုဗိုလ်မှူးကြီးဘဝမှာကွယ်လွန်ခဲ့ပါတယ်။ဒီလိုအခြေအနေမှာနိုင်ငံရေးအရာပို့ပြီးကယူတဆိုင်နေရတဲ့ဆိုပြီးဇာနယ်ကျော်မမလေးဆုံးမဲ့အချိန်ကတနေ့တစ်နိုင်ဆောင်းပါးမှာသူရေးပြခဲ့ပါတယ်။ဧကံပွဲတစ်ခုသွားရမှာအဖို့မရှိတဲ့အတွက်အဖို့ဆက်သွားဖို့ဒေါ်မမလေးကိုဖုန်းဆက်ချိန်မှာ တော်မမလေးကမဆုအမကြီးကဘာလဲမဆုကဘာလဲဆိုတာစဉ်းစားကြည့်စီခြင်း ਨੇ ဒီတော့အရှိနေအရာဒုနှစ်ယောက်အတူမတွဲတာပဲကောင်းပါတယ်ကားလိုချင်ရင်တော့အမကြီးပို့လိုက်မယ်ဆိုပြီးပြန်ပြောခဲ့ပါတယ်1962အာနာသိမ့်ပြီးနောက်ပိုင်းရဲဘော်တုံးကျိတ်ဝင်ဘိုလက်ရထွက်ပြေးတဲ့ကိစ္စနဲ့ဇာနင်ကျော်မမလေးနဲ့ခင်မုံကိုဖမ်းဆီးထိန်းသိမ်းခဲ့ပူပါတယ်။တရှိန်ကတက်မတော်ပိုင်းစာမျက်နှာကနေ စာရေးဆရာမဒေါခင်နေယူနဲ့ဥနုကိုတိုက်ခိုက်ခဲ့တဲ့စာရေးဆရာရန်ကုန်ပါဆွေလဲဘိုးချုပ်ကြီးနေဝင်ကိုဆက်ကျင်တဲ့ဥနုရဲ့ပြည်ပြေးလှုပ်ရှားမှု PDP မှာပါဝင်ခဲ့တာကိုလည်းတွေ့ရပါတယ်1988နောက်ပိုင်းမှာတော့ဥနုစင်ပြိုင်အစိုးရကြောင့်နေရင်အကြေကျုပ်ရှာခံရချိန်မှာစာရေးဆရာမဒေါခင်နေယူကအနီးကပ်ပြုစုခဲ့ပါတယ်ဥနုကွယ်လွန်ပြီးနောက်စာရေးဆရာတွေကိုထောက်ပံ့တဲ့အစီအစဉ်ကိုလည်းသူကြက်မှတ်စီစဉ်ပေးခဲ့ပါတယ်။ ချေးမုံရိတ်တွင်ကငရေကမ်းများစာရေးဆရာမဒေါ်ခင်ညီဟုကိုဝိထုရေးဆရာမအဖြစ်သိကြပေမဲ့သူဝိထုတွေမှာနမိတ်ပုံရိတ်တွေတုံးပြီးခစ်ကိုထင်ဟပ်လေးရှိပါတယ်စာရေးဆရာမဒေါ်ခင်ညီဟုရဲ့ပန်းများကိုပွင့်စေသူနဲ့ပိုခန်းစီနောက်မှာငရေကမ်းများဝိထုတွေဟာဖာစာပါလာခဲ့အနာရလောကကပျက်စီးပေါက်ပြန်နေတဲ့အရာရှိတွေအကြောင်းရေးတာလို့စာရေးဆရာမောင်ကျော်သားကရေးခဲ့ပူပါတယ် တဖက်မှာလည်းပပန်လျက်ပါဝိထုနဲ့မြမယိုရသဘင်ပညာတွေရဲ့နှိမ်ကြတဲ့ဘဝကိုသူတင်ပြခဲ့ပါတယ်။နောက်လွတ်လပ်ရရပြီးတဲ့အထိအနိုင်ငံဘဝကမလွတ်လပ်နိုင်သေးတဲ့ဆန္နာလလူဒန်းစားတွေအကြောင်းကိုလည်းမျှော်လင့်လို့ဖြစ်မဆုံးနိုင်တဲ့ဝိထုမှာဖော်ပြခဲ့ပါတယ်။စာရေးဆရာမဒေါခင် နီယူရဲ့ဝိထုတွေဟာအရှိကိုအားပြုပေမဲ့ခင်တဲ့လူတဘာဝကိုဖွဲ့ဆိုရမှာကြောင်မြောက်တာကို တွေ့ရပါတယ်။ ဒါကြောင့်ရှုမဝဝိထုရှင်နှွေနောင်းရက်ကြံမှာပြည်တွင်းစစ်အတွင်းကရွှေနိုင်ငံရေးအကြောင်းကို လမ်းမောဝယ်ခွဲဆိုရင်စာရေးဆရာမတော်ခင်နင်းယူနာမည်ကြီးလာခဲ့ပါတယ်။သူ့ကိုယ်သူအကြီးတန်းသောဘဲကလေးဆိုပြီးတင်စားရေးသားခဲ့ပေမဲ့စာရေးဆရာမတော်ခင်နင်းယူရဲ့စာတွေဟာတတဖူအောင်မြင်သောနေ့ရေကြိုတွင် လာမင်းကြီးတာဆန်းမှာစားတဲ့သူ့ဝိထုနာမည်တွေလိုပဲမြမစာပေလောကမှာတတဖူဆောင်ပြီးအောင်မြင်နေစေဖြစ်ပါတယ်။ စာရေးဆရာမကြီးခင်မျိုးရှိကိုမြမပြည့်အကြာအင်္ဂလိပ်ဘာသာနဲ့ရေးသားခဲ့သူအဖြစ်လူသိများသလိုလွတ်လပ်ရေးကြိုးပမ်းမှုမှာပါဝင်ခဲ့သူအဖြစ်လည်းထင်ရှားပါတယ်။နောက်မြမအမျိုးသမီးတွေကိုယဉ်ကျေးမှုအစဉ်အလာတွေနဲ့ဖိနှိပ်ထားတာတွေကိုအစောဆုံးထောက်ပြခဲ့သူတယောက်အဖြစ်လူသိများပါတယ်။စာရေးဆရာမကြီးဒေါက်ခင်မျိုးရှိခေါ်မခင်များဟာပကံကြောက်စာရုံးမှာအလုံးလုံးတဲ့မြမပညာရှိဥပေနဲ့ဗမော်ခင်လေးကြီးတို့ရဲ့မိဖြစ်လို့ နန်းတွင်းနဲ့မကင်းနဲ့မိသားစုအတိုင်းဝိုင်းမှာကြီးပြင်းခဲ့ပါတယ်။နောက်ဘာကြီးတော်ဖရာလက်ထက်ကကြည်ဝန်ကြီးဦးကျော်ခေါင်နဲ့မင်းတုံမင်းခေတ်ကလောင်းရှိဝန်ကြီးဦးမောင်ကလေးတို့တားဖကလည်းစာရေးဆရာမကြီးခင်မျိုးရှိရဲ့ဘိုးဘေးတွေဖြစ်ကြပါတယ်။ဒါကြောင့်ဆရာမခင်မျိုးရှိဟာစာရေးဆရာအသင်ပြဆက်တပုတ်မှာသူနဲ့ဆွေမျိုးမကင်းနဲ့ဒိုင်းအတွင်းဝင်ကတော်အဖြစ်တရုပ်ဆောင်ခဲ့တယ်လို့စာရေးဆရာမကြီးတကုံခင်ခင်လေးကပြောဆိုခဲ့ပါတယ်။ ဘိုးဘေးဒီစီကစာရေးဆရာမဒေါက်ခင်မျိုးရှိတီးခဲ့ရတဲ့မြမရာဇဝင်ဖြစ်ရက်တွေဟာနောက်ပိုင်းမှာသူအင်္ဂလိပ်ဘာသာနဲ့ရေးမဲ့မြမယဉ်ကျေးမှုစာအုပ်တွေရဲ့ရေးသားမြစ်ဖြစ်လာပါတယ်။တခါသူနဲ့ဘွားတွေးတော်ဆက်တဲ့မင်းတို့မင်းရဲ့သမီးတော်တစ်ပါးနဲ့အတူနေခဲ့စဉ်က ဖေရတရှင်းစိုးပုံပြောတာတွေလုပ်ခဲ့ကြတယ်လို့လဲသူကပြန်ပြောင်းရေးခဲ့ပါတယ်။ငယ်စဉ်ကလေးဘဝကမန္တလေးအိမ်တော်ရာဖေရမှာ ခါရော်မီလာမုံနဲ့လဖြစ်ရည်ချမ်းမြင်းရင်နိဘတ်တော်ကားတွေကြည်တာကနေသူဘဝစာဖတ်ဝါသနာဆလာတယ်လို့ကျမ်းမာကြီးတော်ခင်မျိုးရှိကစာအုပ်စဉ်ကျေးဇူးဆောင်မှမှရေးခဲ့ပါတယ်။ဥပုံညာနဲ့လှန်ထိုက်ခေါင်တင်တို့ရေးတဲ့စာတွေကိုကလေးဘဝကလေးကအလွတ်ရအောင်ဖတ်ရှုလာခဲ့တယ်လို့ကြောင်းတက်တဲ့အခါမှာလဲအင်္ဂလိပ်ကနဝင်စာပေနဲ့နှိဆက်ခဲ့ပါတယ်။ ဒါကြောင့်သူဖခင်ပလဲအရာရှိရဲ့မိတ်ဆွေအစိုးရအရာရှိကြီးတွေအိမ်က စာအုပ်တွေကိုမှုနှောက်ဖတ်ရှုပြီးရှေ့စပီးယားနဲ့အခြားအင်္ဂလိပ်စာရေးဆရာကြီးတွေရဲ့လက်ရာတွေကို အလိုရတဲ့အထိကျွမ်းဝင်လာခဲ့ပါတယ်။သူတို့ခေတ်ကခင်မီတဲ့အနောက်နိုင်ငံတွေမှာဒီလိုစာပေမျက်နှိုးတဲ့အမျိုးသမီးတွေအတွက်တက်လန်းနေရှိပေမဲ့အမျိုးသမီးတွေကိုသိစာရှင်စာထက်ပြီးရောသဘောထားတဲ့ခေတ်နောက်ကျတဲ့အတိုင်းဝိုင်းမှာတော့ ဒါဟာလက်မခံနိုင်စရာဖြစ်ပါတယ်။နောက်ရှင်ယောဇန်နဲ့မိဘအုပ်ထိန်မှုကြောင့်သူဖြစ်ရှင်တဲ့ဘဝကိုစိတ်ကြိုက်မတည်ဆောက်နိုင်ခဲ့ပါဘူး။ဒါကြောင့်ဆရာဝန်ဖြစ်ရှင်တဲ့စာရေးဆရာမဒေါခင်မျိုးရှိအလောင်းလျာမက်ခင်များဟာကောလိပ်မှာတစ်နှစ်ပဲနေပြီးကြောင်းထွက်ခဲ့ရပါတယ်။ကျောင်းမဂ္ဂဇင်းမှာ သူပါတာပြန်တဲ့ကြပြတပုတ်ကိုဖော်ပြရာကအေဒီတာဒေါ်တန်းရင်ကပေးတဲ့ခင်မျိုးရှိနာမည်ကိုရခဲ့ပါတယ်။ ၎င်းမဂဇင်းမှာလည်းဝတ္ထုတွေရေးပြီးစာပေဘွားကိုစာတင်ခဲ့ပါတယ်။မိန်းကလေးဝတ္ထုရေးတာကိုပျက်စီးတာလို့သတ်မှတ်တဲ့မိသားစုအတိုင်းအဝိုင်းကမနှင်းမြို့တဲ့ကြားကတွန်းလန့်ဖောက်ထွက်ခဲ့ရတာဖြစ်ပါတယ်။အပြင်ဘက်အလုံးလုံးရှင်ပေမဲ့အယားရှိသမီးဟာအပြင်မှာအလုံးမလုံးရဘူးဆိုတဲ့ရှုပ်ရွှဲမှုတွေကြောင့်လောက်ခွင့်မတားခဲ့ပါဘူး။နောက်ဆုံးအဖိုးဖြစ်သူအကိုညီနဲ့ရန်ကုန်ကတိုးတက်ရေးမဂဇင်းမှာအယ်ဒီတာအလုပ်ရခဲ့ပါတယ်။ ။စာရေးဆရာမတကုံခင်ခင်လေးနဲ့တကုံခင်လေးဆွေနောက်အမျိုးသမီးစာရေးဆရာမအဖြစ်ထွန်းပေါက်လာသူတွေထဲမှာစာရေးဆရာမဒေါခင်မျိုးရှိဟာမာလာလူဒုတော်အမဂျာနေကျော်မမလီတို့တက်စောတဲ့ကလောင်ရှင်တချောင်းဖြစ်ပါတယ်။အဲဒီနောက်တခင်နိုင်ငံရေးသမားတွေနဲ့ဆက်ဆက်မိပြီး1300ပြည့်အရေးတော်ပုံမှာပါဝင်ခဲ့ရကဘိုးအောင်ကျော်ကြတဲ့နေ့မှာပဲစာရေးဆရာမဒေါခင်မျိုးရှိလဲနမတ်တုံနဲ့အရိုက်ခံခဲ့ရပါတယ်။ ဒီဖြစ်စဉ်ကိုဗြိတိရှစာရေးဆရာကြီး XU ဝဲလာတုံးကစာရေးဆရာတွေနဲ့တွေ့တဲ့ပွဲမှာစာရေးဆရာမဒေါခင်မျိုးရှိကတပ်ပုံနေပြပြီးတိုင်ကြားခဲ့ပါတယ်။တစ်ဖက်မှာလည်းနိုင်ငံရေးသမားတွေနဲ့ပေါင်းရင်သူတို့ရဲ့အမျိုးသမီးတွေကိုနှိမ်တဲ့အကျင့်ကိုမနစ်သက်ဖြစ်လာခဲ့ပါတယ်။သူတီးဖြတ်ပြုပြင်ပေးတဲ့စာအုပ်တအုပ်ကိုငကနေကထုတ်ဝေရာမှာသူ့နာမည်မထည့်တာလိုမျိုးခွဲခြားမှုနဲ့ကြုံခဲ့ရတယ်လို့လဲစာရေးဆရာမဘဝစာအုပ်မှာရေးခဲ့ပါတယ်။ အဲ့ဒီလိုကန့်သတ်မှုတွေကြောင့်အမျိုးသမီးအဖွဲ့တွေမှာတက်ကြွတဲ့စာရေးဆရာမဒေါခင်မျိုးရှိဟာနိုင်ငံရေးနေရာမှာမပေးခံခဲ့ရတာဖြစ်နိုင်ပါတယ်။သူ့ဘဝမှာကံကောင်းတာကတော့သူ့ကိုနားလေတန်ဖိုးထားတဲ့ဥခင်မောင်လက်နဲ့လက်ထပ်ခဲ့တာပါ။သူဟာဟိရှက်မကောင်းဘူးလို့တော်တာဆွေးစားတဲ့စာရေးဆရာတွေကကြီးစဲရေးသားတာခံခဲ့ရပေမဲ့အမျိုးသမီးနောက်ခံဝတ္ထုတွေရေးခဲ့ပါတယ်။ဒီထဲမှာ ကောလိပ်ကျောင်းသူနဲ့မောင်နှုတ်ယောက်ျားလည်းပါပါတယ်။ စစ်အတွင်းမှာတော့တက်မတော်မှာဘောင်းမီဝေအမှုထမ်းပြီးပြည်ပရေဒီယိုသတင်းနှာထောင်ပြီးဖြန့်ဖြူးတဲ့အလုပ်ကိုလုပ်ခဲ့ပါတယ်။ဂျပန်ခေတ်မှာစစ်သတင်းနှာထောင်တာဟာအင်မတန်ဗေးများတဲ့အလုပ်ဖြစ်ပါတယ်။ဒီတာဝန်ကိုစာရေးဆရာမဒေါခင်မျိုးရှိမကြောက်မရွံ့ထမ်းဆောင်ခဲ့ပါတယ်။ဂျပန်ခေတ်အဓိပတိကတော်နဲ့ပွဲတွေလိုက်ရတာကိုတော့ဟန်ပန်များတဲ့အမျိုးသမီးတွေနဲ့ဆက်ဆံရလို့စိတ်ညစ်တယ်လို့ရေးခဲ့ပါတယ်။ စစ်မှတ်ဖြစ်ခဲ့ဘုံဘေမာမာတိတ်ကုံမနီမှာခင်မိုးနဲ့အတူလောက်တဲ့သူတွေတဲကဆိုရှယ်လစ်ပါတီခေါင်းဆောင်ဦးကိုကိုကြီးဘုံမူချုပ်တေပေနဲ့ဘုံမူကြီးပါတန်းတို့နဲ့သူတီကျွမ်းခဲ့ပြီးဦးကိုကိုကြီးပို့ချတဲ့ဆိုရှယ်လစ်တင်နန်းကိုလည်းစစ်ပီးစာမှသူတက်ခဲ့ပါဗါးအဲ့ဒီအဆက်အသွယ်တွေကြောင့်1960နှစ်အာနာသိမ့်မီနောက်လောက်သားပြည်သူနေစဉ်တည်င်းစာကို သူနဲ့ဥက္ကမောင်လက်ကိုအဒီတာအဖြစ်ဗိုလ်ချုပ်ကြီးနေဝင်အစိုးရကတာဝန်ပေးခဲ့ပါတယ်။ဒါပေမဲ့အစိုးရသတင်းစာမှာလွတ်လပ်ခွင့်ရှားတဲ့အတွက်သူတို့မပြောပိုက်ပဲထွက်ခဲ့ကြပါတယ်။ဥက္ကမောင်လက်ကိုတန်အမတ်ရာတို့ပေးဖို့ဗိုလ်ချုပ်ကြီးကစီစဉ်တာကိုလည်းညှင်းပယ်ခဲ့တယ်လို့ချင်းမုံဦးတောင်းကဘလူးတို့ရွာစာအုပ်မှာရေးခဲ့ပါတယ်။ဆိုရှယ်လေးခင်မှာပြည်သူအကျိုးပြုဆိုတဲ့စိုင်းပုံအောင်မှာ အမှုပညာလွတ်လပ်ခွင့်ကန့်သတ်ဖို့ကြံစီခဲ့တာတွေကိုစာရေးဆရာမဒေါက်ခင်မျိုးရှိကကန့်ကွက်ခဲ့တယ်လို့လည်းနန်နန်တက္ကသိုလ်ကမြန်မာစာကတိဒါဟောင်းအန်နာအဲလော့စ်က BOE အတံလွင့်ဌာနကိုပြောပြခဲ့ပါတယ်မြန်မာပြည်မှာသတင်းစာပညာအကြောင်းသူရိယဦးသိန်းမောင်နောက်မှာဒုတိယအစောဆုံးလောက်ရေးသားထုတ်ဝေခဲ့တဲ့စာရေးဆရာကတော့ဒေါက်ခင်မျိုးရှိဖြစ်ပါတယ် ဆာရေးဆရာဘဒေါခင်မျိုးရှိကိုမြမရင်ကျေးမှုပြပစာဖတ်ပြည့်သက်တင်နဲ့မိတ်ဆက်ပေးတဲ့ဆာရေးဆရာအနေနဲ့သိကြပါဗျ။မြမအမျိုးသမီးတွေမှာအင်္ဂလိပ်လိုရေးနိုင်သူတွေအဖြစ်ဒေါ်များစိန်နဲ့မိမိခိုင်တို့နောက်ထင်ရှားလာသူလည်းဖြစ်ပါဗျ။အဲ့ဒီနှစ်ယောက်လိုပြပမှာဘွဲလွန်တင်ခဲ့တာမဟုတ်ပေမဲ့ဆာရေးဆရာမဒေါခင်မျိုးရှိဟာစစ်ပြီးမှကြောင်းပြတ်တဲ့ဘွဲယူပြီးအင်္ဂလိပ်လို ရေးဖို့စူးစမ်းခဲ့တာဖြစ်ပါဗျ။ သူရေးတဲ့စာအုပ်တွေဟာစာရေးဆရာလေးပါတဲ့အတွက်ရှင်သလိုစိတ်ကူးလေးကွန်မြူပါတယ်။သူကိုယ်တိုင်လည်းဇက်အငိမ့်စားတဲ့မြမအမှုပညာတွေကို လိုက်စားသူဖြစ်လို့သူရေးတဲ့ရုပ်သေးလေးရုပ်နဲ့ဆက်နက်ရာသီပွဲတော်တွေအကြောင်းစာအုပ်တွေကိုလူကြိုက်များခဲ့ပါတယ်။ဒါပေမဲ့ပကံသမိုင်းကိုစိတ်ကူးနဲ့ဖွဲ့တဲ့အနောယထာနဲ့သူရဲကောင်းများအကြောင်းစာအုပ်ကတော့အစိုးရသတင်းစာမှာရေးခဲ့တာဖြစ်ပေမဲ့ဒီနေ့အထီးထင်ရှားဆဲဖြစ်ပါတယ်။ နောက်ပိုင်းမှာ စာအုပ်နာမည်ကိုလူတွေကြားကဘယင်လို့ပြောင်းလဲထုတ်ဝေခဲ့တာကတော့အာနာရှင်ဖြစ်သွားတဲ့ဗိုလ်ချုပ်ကြီးနေဝင်းကိုလောင်ပြောင်းတယ်လို့ရှိခဲ့ပါတယ်။ဆိုရှယ်လစ်တကားပိတ်ခံရတဲ့ခင်မှာမြမအကြောင်းပြည်ပကိုရှင်းပြတယ်လို့ပြည်ပယဉ်ကျေးမှုစာပေတွေကိုမြမတွေအတွက်မိတ်ဆက်တဲ့အလုပ်ကိုလည်းလူမှုပညာတတ်တအူဖြစ်တဲ့စာရေးဆရာမဒေါခင်မျိုးချစ်ခြေပုံခဲ့ပါတယ်။ ဒါကြောင့် Michael Angelo ဥရောပစာပေနီဒန်းနဲ့ဥရောပအနုပညာမိတ်ဆက်လိုစာအုပ်တွေထွက်လာခဲ့ပါတယ်။စာရေးဆရာမဒေါခင်မျိုးရှိဟာ1988ကာလအတွင်းမှာလဲငါပြောမယ်ရွှေပရင်ရဲ့မင်းစင်ကျင်ဦးဆောင်ပါနဲ့သမရဒေါက်တာမောင်မောင်ကိုဝေဖန်ခဲ့ပါတယ်။ကိုမောင်မောင်ရဲ့မမများတို့နိုင်ငံကြီးဟာပလိတ်နိုင်ငံကြီးဖြစ်သွားမှာပေါ့လို့တတိပေးခဲ့တဲ့စာရေးဆရာမဒေါခင်မျိုးရှိဟာ စစ်အစိုးရအုပ်ချုပ်မှုကို တတိယအကြိမ်တွေ့ကြုံခဲ့ပြီးဆယ်နှစ်ကျော်မှကွယ်လွန်ခဲ့ပါတယ်။သူကွယ်လွန်ချိန်မှာတော့သူဟာမြန်မာပြည်ကနိုဘယ်ဆုရအတိုက်အခံခေါင်းဆောင်ကိုလက်ခံတွေ့ဆုံရတဲ့ခြားခြားပါပါအမျိုးသမီးတစ်ယောက်လို့ဗီတိန်ထုံအင်ဒီပန်ဒန့်သတင်းစာကရေးသားခဲ့ပါတယ်။စစ်အစိုးရခေတ်တခုမှာပညာနဲ့နေရာရခဲ့ဘူးပင်မဲ့မကြိုက်လို့လမ်းခွဲခဲ့တဲ့စာရေးဆရာမဒေါခင်မျိုးရှိဟာ ကြောက်เสียရရှိလဲကြောက်ပါလှုပ်เสียရရှိတာတော့လှုပ်လို့ရေးခဲ့ဘူးတဲ့လို့လဲအနာအဲလော့စ်ကဆိုပါတယ်စာရေးဆရာကြီးများတန်းတဲ့လှေကားပေါ်ကချော်ချပြီးအုံနောက်ထိခိုက်ွယ်လောခဲ့တာဖြစ်ပါတယ်ဒါပေမဲ့သူ့ရဲ့စာပေတွေကိုမြမပြီမှာအခုထိလူကြိုက်များနေစေဖြစ်ပါတယ်သူ့ကိုစာရေးဆရာအဖြစ်လူသိများပေမဲ့သူဟာနိုင်ငံရေးသမားအဖြစ်လည်းထင်ရှားပါတယ် အညာဒေသကတိတ်ဆိတ်တဲ့မြိုင်မြို့ကလေးမှာ ကြီးပြင်းလာခဲ့တဲ့မောင်မြတန်းဟာငယ်စဉ်ကတည်းကစာပေဖတ်ရှုတာဝါသနာပါပါတယ်။နဂနီစာအုပ်တွေကိုဖတ်ရင်သူ့ရဲ့နိုင်ငံရေးနယ်တွေကိုဆက်ကျော်သက်ဘဝမှာဝင်လာခဲ့ပါတယ်။ဂျပန်ခေတ်သူတော်လန်ရေးတမဘဝရောက်တော့သူ့အသက်က73နှစ်သက်သာပဲရှိပါတယ်။ ဒါပေမဲ့သူဟာစီယုံရေးကောင်းတဲ့ဒေါ်လာရေးသမားတစ်ယောက်ဖြစ်လာပြီးဖက်ဆစ်စန့်ကျင်ရေးတွေလုပ်တယ်လို့လက်သမားတွေကိုမြေရှင်စနစ်စန့်ကျင်ရေးမှာလဲထူးထူးရှုံရှုံစီယုံဆောင်ရွက်ခဲ့ပါတယ်။ဒါကြောင့်သူကိုမြင်းချန်နယ်မှာမြေရှင်တွေက သူ့ကောင်းဖြတ်နိုင်သူကိုစုပေးမယ်လို့စုမွေထုတ်ခဲ့ပါတယ်။1948နောက်ပိုင်းမှာတော့သူဟာကျမရင်းကြောင်နိုင်ငံရေးကအနားယူပြီးကျောင်းပြတ်တက်ပါတယ်။ ကျောင်းမှာလည်းမတ်စ်ဝါဒလေးလာတဲ့တိုးတက်ကျောင်းသားအုပ်စုတွေနဲ့နိုင်ငံရေးအတူတူလုပ်ခဲ့ပါတယ်။တက္ကသိုလ်မကက်စင်းမှာစာတီးလုပ်သလိုစာရေးဆရာတကုံတရားအောင်လင်းမောင်ကြည်လင်းလုံးနဲ့အတူစာပေသစ်မကက်စင်းကိုထုတ်ခဲ့ပါတယ်။ဒါဟာမြန်မာပြည်မှာပထမဆုံးလောဝဲစာပေကိုကြီးညာတင်ဆက်တဲ့မကက်စင်းဖြစ်ပါတယ်။နောက်ပိုင်းမှာကမ္ဘာငြိမ်းချမ်းရေးကွန်ကရစ်နဲ့ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့တွေမှာသူပါဝင်လှုပ်ရှားခဲ့ပါတယ်။ 1959မှာပြည်သူ့တိုးတက်ရေးပါတီရဲ့ပေါ်လစ်ဘူရိုလူကြီးဖြစ်လာပါတယ်။1958ဘူဂျိုကြီးနေဝင်အိမ်ဆောင်အစိုးရခင်မှာလဝဲသမားတွေဖမ်းရမှာမြတ်တန်းတင်လဲကုကူချွန်းအဖို့ခံရပါတယ်။1963မှာတော့ဒဂုံတရားနဲ့အတူဆူတင်မှာကျင်းပတဲ့ကမ္ဘာငြိမ်းချမ်းရေးကောင်စီအစည်းအဝေးတက်ခဲ့ပါတယ်။ ဲ့ဒီအစည်းအဝေးမှာပဲဆိုဖီယက်နဲ့တရုတ်တို့ငြိမ်းချမ်းရေးအယူအဆသဘောကွဲတာအပြိုင်အဆိုင်စည်းရုံးတာတွေကို သူရဲ့အရှိလေတိုက်သောအခါစာအုပ်မှာမှတ်တမ်းတင်ခဲ့ပါတယ်1963ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲပြည့်ချိန်မှာနောက်တစ်ခေါက်ထိမ့်သိမ်းခံရပြီး1982ကျမှပြန်လွတ်ပါတယ်ဒီတခါလဲသူကိုကိုကျွန်းအပို့ခံရပါတယ် ကျုံးမော်ကရတဲ့အတွေ့အကြုံတွေကိုမူတည်ပြီးရေးတဲ့ဓာတ်တောင်ကိုကြော်၍မိပင်လေကိုဖြတ်မိဝိတုဟာသူ့ရဲ့အထင်ရှားဆုံးလက်ရာဖြစ်လာပါတယ်။ဒီဝိတုဇက်လိုက်တန်ချောင်းဟာသူ့နဲ့ကျုံးပေါ်မှာအတူနေခဲ့တဲ့ဖိုးတန်ချောင်းရဲ့နာမည်ဖြစ်သလိုကိုကိုကျွန်းကထွက်ပြေးတဲ့ကရင်တော်လန်ရေးသမားတွေရဲ့ဇလန်းဟာလည်းသူ့ဝိတုရဲ့တရေတရာဖြစ်ပါတယ်။ကျုံးကလွမြောက်လာပြီးနောက်ညာတန်းတင့်ဟာနိုင်ငံရေးမှာပါဝင်ပတ်သက်မှုမရှိတော့ပါဘူး။ ပေမဲ့လည်းလူငယ်တွေထဲမှာသူ့စာတွေကိုဖတ်ရှုပြီးမြန်မာပြည်နိုင်ငံရေးစာပေနဲ့လူမှုရေးတွေကို လေ့လာသူတွေပေါ်ထွက်လာပါတယ်။ညတန်းတင့်ဟာစာပေစီစီရေးတင်းကျပ်တဲ့ခေတ်တွေမှာအန္တရာယ်ကင်းဘေးရှင်းဆိုတဲ့ဘာသာပြန်တွေကို တောက်လျှောက်ရေးသားထုတ်ဝေလာခဲ့လို့သူ့ရဲ့ပင်ကိုယ်လက်ရာတွေမြန်မာပြည်ကမရလိုက်ဘူးလို့ပြောဆမှတ်ရှိပါတယ်။သူ့ရဲ့လေးလာမှုအားနဲ့နိုင်ငံရေးအသိစိတ်မျိုးရှိတဲ့လူငယ်မျိုးဆက်တွေထွက်ပေါ်လာရင်တော့ သူ့လိုဖန်တီးမှုကောင်းတဲ့စပေတွေပြန်ပေါ်လာနိုင်စရာရှိပါတယ်ညတန်းတင်းရဲ့အညာတရရုပ်ပုံလွှာများနဲ့ခစ်ပြန်ရုပ်ပုံလွှာများစာအုပ်တွေဟာဘဝကိုရင်ဆိုင်ဖြတ်တန်းနေတဲ့မြမပြည်သူတွေရဲ့ပုံရိပ်ကိုဖော်ညွှန်းတာမို့အင်္ဂလိပ်လိုပြန်ဆိုထုတ်ဝေခဲ့ပါတယ်။